စက်မိုဘိုင်ရဲ့ e-bike 6စီးအပြီးဝိုက်အစီအစဉ်မှာနောက်ဆုံးပတ်ကဲကန်ထူးရှင်ဖြစ်တဲ့ customer လေးကိုအမှတ်တရအနေနဲ့ညီမတို့ကအင်တာရရောက်ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ရှင်။အဲဒါကြောင့်မို့လို့ customer လေးရဲ့ယဉ်ရင်းခံစားချက်တွေဘယ်လိုရှိမလဲဆိုတာကိုညီမတို့နဲ့အတူတူအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်။ အခုလိုမျိုးပေါ့နော်ညီမတို့စမ်းမိုဘိုင်းမှာအပင်းင်းနဲ့အခုလိုမျိုးစူပောက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ရင်းနှင်းခံစားချက်လေးတစ်ချက်လောက်ပြောပြပါလားဦးမဟုတ်ပျော့ပါတယ်တော်တော်လေးကိုဝင်းသာတာတခါမှစုတွေပါမမဲတွေပါမပေါ့ဘူးဟုတ်ကဲ့ဦးမကိုလည်းစာရွက်တွေပါတခါမှမသိမ့်ဘူးစာရလေးအမြဲပြောလိုက်တယ်မဲရှိရင်တော့မိုက်သိမ့်ထားဆိုလေတခါမှသိမ့်မထားဘူးတဲ့အဲ့အဲ့နေကြမှာအဲ့စာရွက်ကိုသိမ့်ပြတယ်အဲဆိုင်မာလည်းငါပဲပေါ့မလို့ပြောခဲ့သေးတယ်သူတို့ဟုတ်ဟာပစ္စည်းဝါရဲ့ပုံစံပေါ့နော်ကန်ကောင်းသွားတာဟုတ်ဟုတ်မဟုတ်အဲ့နေတော့ကလေအဲ့ဒီ air fryer ဝယ်တော့လေ ဟိုတခုပြောပြမယ်သိလားထူးဆန်းတာလေ FIR ဝယ်တော့အရင်ဦးဆုံးပူတင်းမုတ်ဖောက်လိုက်တာပူတင်းမုတ်ကိုလည်းဖောက်ပြီးတော့လေဖျားအောင်ကတ်လိုက်တာဖျားအောင်လေကိုကလေဖျားတပြီတော့မလို့ပထမအောင်ဆုံးဖောက်ဘူးတဲ့မဟုတ်လို့ဒီအဲဘောင်းဘုံဘုံမတုံးတော့မှုပါဆိုပြီးအားကြောင့်ပေါက်လာလားမသိတကယ်ဖျားအောင်အဲ့ဒီပထမအောင်ဆုံးအဲ့ပူတင်းဖောက်လိုက်တာအဲ့ FIR ဝယ်ပြီးတော့ပြီးတော့ဖျားအောင် ကတ်လိုက်တာအရင်ဆုံးဟုတ်ကဲ့အဲ့ဒါကြောင့်ပေါက်တာနေဟုတ်ကဲ့ပါမမကျေးဇူးပါမမအခုလိုမျိုးပေါ့နော်ညီမတို့ဆိုင်မှာအမြဲတမ်းဟိုးဆိုင်စားဖွင့်နေရအခုချိန်ဒီအပေးရဲ့ customer အခုလိုမျိုးစူကြီးပေါက်သွားတဲ့အတွက်ညီမတို့ဘက်ကလည်းအတိုင်းမတိဝမ်းသာပါရဲ့ဘောဟုတ်ပါမမကျေးကျေးဇူးတင်ပါတယ်အမြဲပဲအပေးမှာမသိမချင်းမဟုတ်ဘူးနောက်လေဒီထက်မကဝင်နိုင်ပါသေးဘူးမဟုတ်ကျေးဇူးပါမမဟုတ်ကျေးဇူးတင်ပါတယ်